ကဲအနေနဲ့ရဲကကျွန်တော်ရဲ့ရွှေစကားငွေစကားဘီရင်ပြိတ်သက်တရောစာဖတ်ပြိတ်သက်တရောကာတွန်းပြိတ်သက်တရောအားလုံးကိုစိတ်နှဖျားကြမ်းမာတည်တဲ့ကြမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်လို့မူနိုင်ကြပါစေကံညာဝရိယသုံးချက်လုံးအားကောင်းအောင်လဲကျူပါနမူနိုင်ကြပါစေခင်ဗျအထူးသဖြင့်အခုလို covid ခုခံစစ်ကိုဆင်နွှဲနေကြတဲ့အခါသမယမျိုးမှာ မမိမလျောက်မပေါ့မဆသောတတိကြီးစွာထားပြီးတော့မိမိတို့ရဲ့ကံဆွမ်းညံဆွမ်းဝရိယဆွမ်းတွေကိုအလဟတအချီအနီမဖြစ်ဘဲမဖြစ်စေဘဲနဲ့အဆွမ်းကုန်စိုက်ထုတ်အသုံးချတော်မူနိုင်ကြပါစေလို့လည်းကျွန်တော်ပြီးတော့ဆန္ဒပြုဆုတောင်းတိုက်တွန်းလိုက်ပါတယ်ခင်ဗျအဲ့တော့အခုပါတော့ကျွန်တော်တို့ကကိုဗစ်ခုခံဖို့ကာကွယ်ဖို့ဒါဆူရတယ်အဲ့ဒါပြီးလို့ရှိရင်လည်းပဲကျွန်တော်တို့ကကဘာနဲ့အဝမ်းပြန်လဲထူတောင်းရေးဆိုတာကြီးလောက်ကြအောင်ပါနော်တော့ မြို့ရွာရောက်ွက်အတီတီရောကိုမိသားစုကနေစလို့ကဘာကြီးအထိဒီကိုဗစ်ကြောင့်ခားရိုက်ချိုးတို့ခံလိုက်ရတဲ့လုပ်ငန်းတွေစီးပွားတွေဈေးကွက်တွေအဲ့ဒါတွေကျွန်တော်တို့ပြန်လဲထူထောင်ရေးရလောက်ကြအောင်ပါအဲ့တော့ကျွန်တော်ရွှေစကားငွေစကားအစီအစဉ်ညစဉ်စ조사ပြီးတင်ဆက်ပေးနေပါတယ်ဒီဇင်ယွန်ဒီ page ကနေပြီးတော့အဲ့တော့ Facebook လောကမှာလည်းအတူအယောင်နေစင်တူယိုးမားတွေကလည်း တော်တော်ကိုမှုနေကြတယ်နှီးမျိုးစုံနဲ့ကိုမှုနေကြပါတယ်ဒါကြောင့်အထုအပစင်လူယူမမများလဲအထုသတိပြုတော်မူကြပါခင်ဗျာအခုဒီ page ကတော့ကျွန်တော်ကိုယ်တိုင်ဒီမဲ့ live ပြောနေတယ်လွှင့်နေတယ်အထုတ်လွှင့်နေတယ်အတွက်ဒါကတော့အစစ်အမှန်ဆိုတာလဲပြောပြီးသားလေးဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်ဘဝတွေမှာကျွန်တော်ကြီးပွားခြင်းညတဲ့ချမ်းသာခြင်းညတဲ့အောင်မြင်ခြင်းအောင်မြင်ခြင်းညတဲ့ တူချင်းတယောက်ချင်းစီကနေပြီးတော့ကိုမျိုးကိုရွာတိုးတက်ဖွံ့ဖြိုးစေခြင်းနဲ့ကိုနိုင်ငံတိုးတက်ဖွံ့ဖြိုးစေခြင်းနဲ့ဒါအားလုံးသူသူကိုကိုပါပဲနော်အဲ့တော့ဒရိထားစရာလေးတတိမူစရာလေးတုံးမုံနမူနာယူစရာပုံမြင်လေးတစ်ပုဒ်ရှိပါတယ်ဒါတွေကလည်းအကြောင်းဆိုင်တဲ့အခါမှာအဖာမင်းနေကကျွန်တော်တို့ပြောပြလေးရှိတဲ့ပုံမြင်လေးတခါတုန်းကဘုရင်ကြီးတစ်ပါးမှာတားတော့သုံးပါရှိတယ်တားတော့သုံးပါသုံးပါလုံးကလည်းအကြီးချင်းရှိကြပါတယ်ဒါပေမဲ့အဲ့ထဲမှာ အငယ်ဆုံးသားတော်ကိုဘုရင်ကြီးကထီးမွေနန်းလှရအဖြစ်နဲ့သူယာထားတယ်ဆိုတာလေးထုတ်ထုတ်ပြီးပြောလို့ရှိတယ်ပေါ့ချီးကျူးလို့ရှိတယ်ဆိုတော့ပြောရရင်တော့အငယ်ဆုံးသားတော်ကိုအဲ့လိုချီးကျူးတဲ့အတွက်ထီးမွေနန်းလှရယာထားတဲ့အတွက်အချီးနှစ်ယောက်ကိုတိုင်ရဲ့သူ့ရဲ့အတိုင်းဝိုင်းနေအောင်ဘယ်ကျင်နဲ့မလဲဗျဒါကတော့လူတွေရဲ့တဘာဝပေါ့နော်အဲ့တော့နောက်ဆုံးမှကြတော့နည်းနည်းဒါပြဿနာကြီးမဲ့အချိန်ရောက်လာတဲ့အခါကျတော့ဘုရင်ကြီးက ဘာလုပ်လဲဆိုတော့ကဲလက်တွေ့ပြမှာဖြစ်တော့မယ်ဆိုပြီးတော့တတော်သုံးပါးကိုခေါ်လိုက်တယ်ခေါ်ပြီးတော့သူကပြည်တောင်းတပြည်ပြည်တောင်းတလုံးစီတလုံးစီမှာပန်းမျိုးစီတွေထည့်ထားတယ်ပန်းမျိုးစုံရှိနေတဲ့မျိုးစီဒီထည့်ထားတဲ့ပြည်တောင်းတလုံးစီတတော်သုံးပါးကိုပေးလိုက်တယ်တနည်းတင်းတင်းပြည့်တဲ့အချိန်မှာငါ့ကိုမင်းတို့ဒီပစ္စည်းပြန်အကြတဲ့ဒီပစ္စည်းပြန်အကြအဲ့ဒီအပေါ်မှာမင်းတို့အပ်တဲ့အပေါ်မှာမူတည်ပြီးတော့ ဘသူဟာထီးမွေနန်းလျာဆက်ခံတဲ့သူတိုင်းပြည်ရဲ့တာဝန်ပြည်သူရဲ့တာဝန်ကိုဆက်ပြီးထမ်းရတဲ့သူဖြစ်မယ်ဆိုတာအဆုံးဖြတ်ပေးမယ်ဆိုပြီးဒါလူသည့်ရှင်ရှားပေါ့နော်အများလူပုံအလဲမှာတာဝန်ပေးလိုက်တယ်ဆိုတော့တနည်းတနည်းပြည့်တဲ့အခါကျတော့တားတော့သုံးပါပြန်ခေါ်ပြီကဲလာကြပြီးခဲ့တဲ့နှစ်ကငါ့ကိုငါအပ်ခဲ့တဲ့ပန်းမျိုးစေ့တွေပြန်ပေးကြ ဆိုတဲ့အခါကျတော့တားတော့အကြီးဆုံးသူအစစ်ရေးစစ်ရလဲတာဝန်ယူထားရတယ်တိုင်းမီကာဝေးယူလဲတာဝန်ယူထားရတယ်အဲ့တော့တားတော့အကြီးဆုံးကသူ့တပည့်တွေကိုကဲမင်းတို့ငါသိမ့်ထားတဲ့ပံမျိုးစီထုတ်ခဲ့ကြဆိုတဲ့အခါကျတော့အဲ့တားတော့အကြီးဆုံးကဲအချွေရန်တပည့်တွေကဟာမိကန်တစ်တာလို့ဟာမျိုးတစ်တာအဆင်စင်ဖွင့်လာတစ်တာအကြီးထဲမှာအသေးအသေးကိုတော့ဖွင့်နောက်ထပ်အသေးအသေးကိုတော့ဖွင့်နောက်ထပ်အသေးလေးနောက်ထပ်အသေးလေးနောက်ဆုံးကြတော့မှပံမျိုးစီ ပြည်တော်လေးထွက်လာတာတော့အထက်ထက်ခပ်ပြီးတော့လုံုံစိတ်ချသွားတိမ့်လာတာကဲခပြီးတော့အနန္ဒားရဲ့ဟောဒီမှာပန်းမျိုးစိတပြည်ပြန်အပ်ပါတယ်ဗျာဟာဒါတော့အကြီးရဲ့အချွေရံနေအတိုင်းဝိုင်းနေရခြေလက်နေတာပေါ့ကြီးစမ်းဖေးအပ်ခဲ့တဲ့ပစ္စည်းကိုဒီတိုင်းပြန်အပ်နိုင်တယ်ဘလောက်စိတ်ချရတဲ့တာတော့ တားတော့အလက်ကောဆိုတားတော့အလက်ကလည်းသူ့အချွေရနေကိုဖေးစမ်းကွာဆိုတော့နှစ်ပြီနှစ်ပြီထွက်လာတယ်ဟောဒီမှာနှစ်ပြီဟာတားတော့အလက်ရဲ့အချွေရနေရဟေးငါတို့တားတော့အလက်ကပူတာတယ်ကွာကြည်စမ်းဖေးရတပီပဲအပ်တာအခုပြန်အပ်တဲ့ချိန်မှာနှစ်ပြီတော့အပ်နိုင်တာဟေးအငယ်ဆုံးသားတော့အပ်ဂူလိုလို့ဆိုတော့ကျွန်တော်လက်ထဲမှာမရှိဘူးတဲ့ဒါပေမဲ့ခမီးတော့အလိုရှိတယ်ဆိုရင်တော့ပြောလိုက်ပါ ဒီအချိန်မှန်းအတွင်းမှာကျွန်တော်အများကြီးထုတ်ပေးပါမယ်ဆိုတော့အာလှောင်ပြောင်ပြီးရည်ကြတာတော့အကြီးနှစ်ပါးရဲ့အချွေရံတွေကပို့ပြီးလှောင်ပြီးအာဟေးဝါဘောအငဲဆုံးဘယင်ကြီးဖေးအထင်ကြီးတဲ့အငဲဆုံးကကြည်စမ်းဖေးအပ်တဲ့ပစ္စည်းဘာမှပြန်မပေးနိုင်တော့ဘူးဟေးအလကားကောင်းပါညာဖြစ်ကြတာပေါ့အဲ့တော့မှအကြီးဆုံးသားတော်ရဲ့ပြည်တော်ဆစ်ကြည့်တဲ့တခါမှာပန်းမျိုးစစ်တပြည်ဒီတိုင်းပြန်ထွက်လာတယ်သို့တော့အထက်ကပြိုးစစ်တွေကိုမျိုးစစ်တွေကိုကြည့်လိုက်တဲ့အခါကျတော့တနှစ်ဟို လုံပိတ်ထဲမှာပိတ်ဆောင်ထားတဲ့အတွက်အဲ့ဒီပန်းမျိုးစီတွေကလေတွေပါတွေငတ်နော်ဘာဝင်းရင်အလင်းအောင်ပါညာတွေနဲ့အကုန်ပြတ်တောက်ပြီးတော့အထက်မှာပိုးတွေကလည်းထိုးပြီးတော့အဲ့ဒီပန်းမျိုးစီတပြီဟာမျိုးတုံးသွားတယ်ပြန်ဆိုင်ရင်ဘာအဖေမှမပေါက်နိုင်တော့အဲ့တော့ခမီးတော့อืมเนี่ยตะบี้တော့ပြတ်အနိုင်ပါတယ်กว่าတဲ့ဒါပေမဲ့အဲ့ဒီမျိုးစီတွေကတုံးနေရတော့အလုံးအမျိုးတုံးပါပဲကဲအလက်ကောင်နှစ်ပြီးအပ်တယ်ပြောစမ်းဟာခမီးတော့ကလည်း ကျွန်တော်အဲ့လိုမအားဘူးခမီးတော့ပေးတဲ့ debit ကိုကျွန်တော်အရက်ထဲမှာဆန္ဒရှိတဲ့လူလိုချင်တဲ့လူတွေရော့ဒီပန်း debit မင်းတို့ကိုပေးထားမယ်နာပြန်တော့တဲ့ခါကျရင်ဇတို့နှစ်ပြီငါ့ကိုပြန်ပေးမယ်ဆိုရင် ရော့ယူသွားကြဆိုတော့အဲ့လိုမျိုးချီးထားလိုက်တာတဲ့ငှားထားလိုက်တာတဲ့ပြီးတော့အတိုးနဲ့ပြန်ယူတာပေါ့ဆိုတော့နှစ်ဆတော့တိုးသွားတယ်ပေါ့နော်အဲ့တော့အငယ်ဆုံးကောင်အောင်ပြောစမ်း ကျွန်တော်အားတဲ့ခမီးတော့ပေးလိုက်တဲ့ပန်းမျိုးစေးကိုတပိချွေရနေနဲ့ကဲငါတို့ဒီတိုင်းထားမှအတူတူမြေခွက်အလွတ်တွေနေရာအလွတ်တွေမှာပန်းတွေကိုစိုက်ကြလမ်းပြိုးကြလမ်းဆိုတော့ဒီဘရင်နန်းတော့ပတ်ပတ်လဲမှာလဲပဲခမီးတော့ကြီးလိုက်ပါတဲ့ဟာပန်းကင်းကြီးမျက်စိတဆုံးတိုင်မျိုးတစ်ခေါ်လှပွားမှုေးကြိုင်ဝေစာပွင့်လန်းနေတာအဲ့ဒါခမီးတော့ပေးလိုက်တဲ့ပန်းမျိုးစေးကနေ စင်မွားစင်မွားပွားထားတာ ਈ ပါအဲ့တပီကနေပွားလိုက်ကြတယ်မျိုးစေ့တွေထုတ်ပြီးထပ်ဆိုင်ကြတယ်ပြုကြတယ်ဟာဥယျာဉ်ခြံနေလောက်ကြတယ်ဆိုတဲ့အခါကျတော့ဘာဖြစ်တယ်လဲဆိုတော့အလုသမားတွေလူတွေပါလိုးလာတယ်လူတွေအလုသမားတွေပါလိုလာတဲ့အခါကျတော့ကဲအဲ့ပန်းမျိုးစေ့တာဝင်ကိုနော်ဟိုပန်းဆိုင်ပြိုးတာရေလောင်းပေါင်းတင်မျက်နှုတ်မျောစာကြွေးစသဖြင့်ပေါ့ဒီဆိုင်ခင်းကိုဆောင်းလျှောက်ဖို့ပြုစုဖို့နော်မွေးမြူဖို့အဲ့ဒါအလုသမားတွေအလုသမားတွေခန့်ရတယ်အဲ့ဒီလူတွေကိုလာသာရိတ်ခါပေးတယ် ဟာအဲ့ဒီပန်းတွေကိုလည်းဈေးမှာသွားရောင်းကြရတဲ့ပတ်စံနဲ့ထပ်ပြီးတော့ရော့မိသားစုတွေထောက်ခွဲပေးလောက်သမားတွေကိုထောက်ခွဲပေးတယ်နော်တိုင်းပြည်မှာလိုအပ်တဲ့နေရာတွေကိုလုပ်တယ်လမ်းဘေးတွေမှာလည်းစိုက်တယ်နေရာလက်မကျန်ဒီတိုင်းပြည်တစ်ခုလုံးကအာလမ်းမေးဝရဆိုလဲပန်းနေနဲ့မှုန့်ချင်ဝေစားပြီးလူတွေကျင်တတ်ကြတာကျင်နှူးကြတာနောက်တော့ဤပတ်လဲမှာလဲပဲပန်းကင်းကြီးဖြစ်လို့အဲ့တော့အခုပန်းမျိုးစစ်တပီပြန်ပေးပါဆိုရင်တော့အခုတော့မပေးနိုင်ဘူး ဒါပေမဲ့လိုချင်နေဆိုရင်ပြောခဏလေးအချိန်ဆောင်အဲ့ဒီအပင်နေအပင်နေကနေပြီးတော့မျိုးစေ့ကိုတပီမဟုတ်ပါဘူးဗျာတဲ့ပြီးတရာလားပြီးတထောင်လားပြီးတထောင်လားပြီးတသိန်းလားပြန်ပေးလိုက်ပါမယ်တဲ့ပေးနိုင်ပါလေတဲ့ဆိုတော့မှခမီးတော်ဘယင်ကြီးကအများဘုံဘုံရှိမှာအကြီးဆုံးသားအကြီးချင်းရှိတယ်တော်တယ်သို့တော့သူကလုံညုံရင်းကိုတရီထားလုံးတယ်ကိုယ်တိုင်းမျိုးကိုသူများမထိပါအောင် ကိုလူတွေကိုမထိကိုက်အောင်ဆိုပြီးတော့အာပိတ်ဆုပ်တင်းကျပ်လုံးကျုံအောင်လုပ်ထားတယ်အဲ့တော့သတိထားစရာကအဲ့တလောက်လိုအပ်ထားတဲ့ပိုပြီးပိတ်ဆုပ်တင်းကျပ်ပြလိုက်ရင်လုံးကျုံပြလိုက်ရင်ဘေးအန္တရာယ်မရှိသလိုကိုယ့်အကူတတ်သေးတယ်လို့လည်းဖြစ်ကုန်တယ်အခုဘေးကတော့ဘာမှအနှောက်အယှက်အန္တရာယ်မရှိဘူးဒါပေမဲ့အထက်မှာအလုံးပိတ်ခံရတဲ့အခါမှာကိုယ့်မျိုးစေ့တွေမျိုးတုံးသွားတယ်အလဟတဖြစ်သွားတယ်ဆိုတော့ဒါဟာလဲဘေးရန်အန္တရာယ်ကအနှောက်အယှက်လောက်တာမဟုတ်ဘဲနဲ့ကို့ အစီအေးနဲ့ကိုကိုကကိုကိုမျိုးစေ့ကိုတတ်ပလိုက်တယ်ဖြစ်သွားတယ်အဲ့တော့ကိုအကြောင်းလဲကိုမျိုးစေ့ပြန်သေးတာမျိုးမကောင်းဒုတိယအလတ်ကောင်တော့ပါလေတပီကနေနှစ်ပီဖြစ်လာတယ်ဒါမှမင်းလူဘာဝါလုံးနဲ့လူလဲကြလုံးနဲ့လောကမှာလူသားတယောက်ဖြစ်ပြီးတော့ကိုလှုပ်အားကိုဇွဲလုံးလောက်ဝရိယကိုဉာဏ်ပညာကိုရဲ့စိုက်ထုတ်ကြိုးစားမှုမပါဘဲနဲ့ ယောမင်းတပြေယူသွားပြီးငါ့ကိုနှစ်ပြီပြန်ပေးဆိုတာလူပါအယံဝါလုံးနဲ့ဟိုဘက်ကလူတွေကတေမသက်စင်းစင်းရဲနဲ့ဇွဲလုံးလာဝီရိယဉာဏ်ပညာတွေနော်စိုက်ထုတ်ပြီးတော့ကြိုးစားကြရတာနှစ်ဖူးကကြွေချေမှကြောင့်ကြိုးစားကြရတာအဲ့ဒါမင်းကအခမ်းအနားလေးပြီးငါ့ကိုနှစ်ပြီပြန်ပေးပြီးရင်လေးပြီပေးဆိုတော့မင်းအမျက်ကြီးစားလုံးနဲ့ဒါဟာလေဟိုအကောင်းဆုံးလမ်းကြောင်းတစ်ခုတော့မဟုတ်ဘူးအငယ်ဆုံးသားဒီတပြေမပြောက်ပြစ်အောင်ဆိုတော့ အကြီးနှစ်ပါးမြင်တာကအဲ့နှစ်ပီပြန်ရရင်ပြီးဝဲမြင်တာအငယ်ဆုံးသားဒီတပီကနေပြီးတော့အချိုးရှိရာရှိကြောင်းနဲ့အများကြီးဖြစ်သွားနိုင်ဆိုတာသူစဉ်းစားတယ်အဲ့အတွက်ပန်းမျိုးစေ့ကိုမျိုးစေ့တိုင်းမထားဘဲနဲ့မြေကြီးမှာစိုက်ပြီးတော့အပင်တွေလုတ်ပလိုက်တယ်အပင်တွေကတခါတီးကြပွင့်ကြမျိုးစေ့တွေပြန်ထုတ်ထပ်ပွားထပ်ပွားထပ်ပွားနဲ့တနေ့အတွင်းမှာတိုင်းပြည်တစ်ခုလုံးမှာဝေစာလှပမွေးကြနေတယ်တိုင်းပြည်လည်းလှတယ်လူတွေလည်းအလုပ်တွေရကြတယ်ဝင်ငွေတွေရကြတယ်ဆိုတော့ကိုယ်လဲချမ်းသာစိတ်လဲချမ်းသာတိုင်းပြည်လည်းလှ ဖြစ်တဲ့အတွက်အငယ်ဆုံးသားရဲ့အမျောအမြင်စဉ်းစားတွေးခေါ်သုံးသပ်ပုံစူးစမ်းအထောက်ပုံကတော့တိုင်းပြည်နဲ့ပြည်သူလူထုအတွက်အကောင်းဆုံးပါပဲဒါကြောင့်ကဲငါဘာဖြစ်လို့အငယ်ဆုံးသားကိုနတ်အပ်မဲနတ်အထီးမွေနန်းလိုက်ရဖြစ်နေရာရတာဆိုတာမင်းတို့ကိုယ်တိုင်သဘောပေါက်ကြပါတော့ဆိုတော့ဒါလေးရလည်းပဲကျွန်တော်တို့ဘဝကိုတူးချင်းတယောက်ချင်းစီရဲ့ဘဝနေပြီးတော့တိုင်းပြည်အထီးကပ္ပာကြီးအထီးဆက်စဉ်းစားဖို့ပါပဲ အားလုံးကတော့ကိုစီကိုစီစူးစမ်းကြတာကြီးပဲကိုရှိတဲ့စိတ်ရင်းစေနာနဲ့အကောင်းဆုံးဖြစ်အောင်စူးစမ်းကြတယ်။သို့တော့အဲ့ဒီစူးစမ်းခြင်းနဲ့အတူရလတ်ဒီကြွားကြသေးတယ်။ရလတ်ဒီကြွားကြ။အားလုံးကတော့အတူတူစူးစမ်းတာပဲပေါ့နော်။သို့တော့ကိုယ့်ရဲ့အမြင်အမြင်ကိုယ့်ရဲ့စိတ်ရင်းသုံးသပ်ပုံအပေါ်မှာမူတည်ပြီးတော့ရလတ်အချိုးရလတ်ဒီကြွားသွားပါတယ်။ဒါကြောင့်ကျွန်တော်မိတ်ဆွေများလည်းပဲတူချင်းတယောက်ချင်းကိစ္စလည်းတိုင်းပြည်ကိစ္စအထိလူအနွယ်တစ်ခုလုံးအထိ အကြီးဆုံးသားလို့စဉ်းစားမြင်ရင်ချင်းဟာလဲလိုအပ်ပါတယ်ဒါပေမဲ့ပို့သွားရင်မကောင်းဘူးတန်းအလက်မဆိုးပါဘူးတို့တော့အဲ့ဒါလဲလိုသွားရင်ပို့သွားရင်မကောင်းဘူးဘေးရက်ဆိုးကျိုးတွေအများကြီးဖြစ်နိုင်တယ်ဒါအသူကဟိုတပြီပြီနှစ်ပြီအတိုးနဲ့ပြန်ရတာရလာအဆင်ပြေလို့ကိုအဆင်မပြေရင်ဘယ်လိုလုပ်မလဲ ဟာပြည်ထောင်နေဖြစ်ကြမင်းငါပန်းပြန်မပေးလို့ဆိုပြီးတော့ငါတတ်မယ်ဖြတ်မယ်တရားဆွဲမယ်စကားတွေများပြတော့မင်းနှစ်ပြားနေလေးပြီးပြန်ရောဆိုတာမျိုးတွေဖြစ်ကုန်နိုင်တယ်ဟိုဘက်မှာလည်းအကြောင်းကြောင်းနဲ့ရှိနိုင်သေးတာကိုနော်အစင်မသိရင်ဟိုဘက်လည်းဒုက္ခရောက်ဒီဘက်လည်းဒုက္ခရောက်ဆိုတာဖြစ်သွားနိုင်တယ်အဲ့တော့အငယ်ဆုံးသားရဲ့အမျော်အမြင်နဲ့ကြိုးပမ်းအားထုတ်မှုကတော့လောကကြီးတွေအထင်တော်ဆုံးပဲလှလဲလှတယ်ကောင်းလဲကောင်းတယ်အကျိုးလည်းရှိကြတယ်ဆိုတော့ကဲကိုတူးချင်းတယောက်ချင်းစီကနေပြီးတော့တိုင်းပြည်အတွက်ပါ မိမိကိုယ်တိုင်အငယ်ဆုံးသားကဲ့သို့ညှို့မြင်စဉ်းစားနိုင်ကြပါစေအားထုတ်နိုင်ကြပါစေပူပြီးတော့ကောင်းသောပူပြီးတော့တင့်လျော်သောပူပြီးတော့လောကအတွက်အကျိုးရှိနိုင်သောအမျိုးအမြင်မျိုးနဲ့စူးစမ်းနိုင်ကြပါစေခင်ဗျာကဲအဲ့တော့ဒါဒီညစကားလက်ဆောင်လေးပါနော်ပန်းမင်းသားလေးရဲ့အကြောင်းအခုကတော့ညစဉ်ကျွန်တော်ထုတ်လို့ပေးနေကြရွှေစကားငွေစကားနော်